မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာနန္ဒမိုးကျေရေးသားသောတရေကကုတူဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဘွေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်သူ၏အလုတ်ကကြံငင်းစောက်ဖြစ်ချေ ညနေနေညိုချမ်းရောက်လည်းဖြင့်ကြံငင်းတထေးပိုင်ဆိုင်သည့်အပြောကျဲလာစွာသောကြံငင်းတို့အားစောက်ကြက်ကာဝဲဖို့ရာရောက်လာရစမဲဖြစ်သည်ဒီအတွက်တဝန်တစ်ခါစားရယုံလေးသာဖြစ်သည်ညရောက်လျင်ကြံငင်းတဝိုက်ကိုလှဲ့လေကြည့်ရှုမည်ညောင်းညာတောက်တင်းသွားလျင်ဖြင့်လဲလျောင်းသာယုံကြံငင်းဆောင်တဲကလေး၌ခိတခဏလဲလျောင်းပန်းဖြစ်မည်ပြည်လျင်ကင်းလဲ့မည်နနက်မိုးတောက်၍နေလုံးကြီးထွက်ပြူပါမှသူ၏တညတာတောင်ဝံကမှနေကုန်အဆုံးသက်မည်ဖြစ်လေသည် ီကနေ့မှာတော့ပြင်အခါတိုင်းရောက်နေကြအချိန်ထက်အနည်းငယ်ဆို၍ကြံငင်းတို့သူရောက်ရှိသွားခဲ့သည်ဒီအတွက်ကြောင့်လဲအာဂန္ဓုယဟန်သုံးပါးနဲ့ကြုံကြိုက်တွေ့ဆုံရသည်ဟုသူထင်မိလေသည်ယဟန်တော်သုံးပါးကဒီနေရာအတီဒေတာတို့တခါဘူးမှဖြတ်တန်းသွားလာခဲ့ခြင်းမရှိကြောင်းမျက်နှာအနေထားတွေကသိသာလွန်လာသည်ငါရှင်တို့မကြခင်နေဝင်တော့မယ်တို့များတွားရမယ်ခီးရဘလောက်တောင်မှရှိအောင်မယ်မပြောတတ်ဘူး ဟုတ်ပါရဲ့လာတဲ့ခီးကလည်းနင်းနေနော်တော့မဟုတ်လေတော့တလုံးသားတွေလည်းတောင့်တင်းနေကြပြီရှေ့ဆက်ရင်တက်မလားဒါမှမဟုတ် အနီနာပဝင်းကျင်မှာပဲခိတခဏနန်းနာနေနေအပန်းဖြေကြရင်ကောင်းမလားစဉ်းစားဆုံးဖြတ်ကြစမ်းပါဦးနေအောင်အနီးပဝင်းကျင်မှာလူသူရိုက်ချီရှိမရှိအကဲခတ်ကြည့်လိုက်အောင်ပါတစုံတရာနဲ့တွေ့ရင် အကျိုးမရောက်ပါဘူး ်ဒီသို့ဆိုရင်ယဟန်တော်တို့သည်ပဝင်းကျင်ဟိုဟိုဒီဒီကိုလေ့လာစူးစမ်းကြည့်ကြသည်ဒီတွင်ကြံငင်းကိုစောင့်ကြပ်ဖို့လာတော်သူနှင့်ပတ်ပင်တို့ရလေတော်သည်အရှင်ဘုရားတို့ဘယ်ဟုကြောမလို့လဲဘုရားငါတို့ဟာမြတ်စွာဘုရားရှင်ကိုဖူးမြော်ခြင်းလို့အရက်ဒေတာတစ်ခုစီကကြွလာခဲ့တာပါတကားဘုရားရှင်သတင်းသုံးတဲ့နေရာရောက်ဖို့ဘလောက်များလိုပါသေးသလဲအရှင်ဘုရားတို့မြတ်စွာဘုရားရှင်သတင်းသုံးတဲ့အရက်ကိုရောက်ဖို့ဟာအတော်ပင်အလန်းဝေးပါသေးတယ်ဘုရား အခုနေခရီးဆက်လဲညမောင်တော့မှာမို့ဘလို့မရောက်နိုင်တော့မှာမဟုတ်တော့ပါဘူးဗျာအရင်နာမှာလဲလူနေတဲ့အိမ်ကြောင်းတန်ကန်ရွာတို့မရှိကြဘူးဗျာဒီလိုလျှောက်ထားလိုက်တော့ရဟန်းတော်တော့သွားသည်တပားကြီးမျက်နှာကိုတပားကကြည့်ရှုလိုက်ကြရင်တပ်ပြင်းကိုစီချလျက်တိတ်ဆိတ်ငြိမ့်သက်သွားသည်ကိုသူသတိပြုလိုက်မိသည်ထိုတရင်ကအတွင်းမှာတော့သူစိတ်အာယုံ၌အတွေးစာများကဝင်ရောက်ရိုက်ခတ်နေကြလေသည်ငါဟာဒီဘုရားမှာအင်မတန်မှဆင်းရဲမွဲတေလာပါတယ်။ဒါကြောင့်လဲသူတော်ဘာထံမှာအခစားနဲ့ကြံငင်းစောက်အလုပ်ကိုလုပ်နေရတာပဲ ဲ့ပေါ့အတတ်ပညာမရှိဥစ္စာကချို့တက်လေတော့ဘာကုသို့ကောင်းမှုတစ်ခုတလေကိုမှအခုတတိမပြုနိုင်ခဲ့ဘူးခုနေတည်သွားရင်ကုသို့ဘာမှမရှိလို့မွဲတည်တဲ့ဘဝကိုပဲဆက်ရအောင်တော့မှာပဲဒီတော့အခွက်သာအခါပေးဆိုသလိုရဲဝဲကရောက်လာပြီးပင်မနှွမ်းနေနေရှာတဲ့ဒီအာဂန္ဓုယဟန်တော်သုံးပါးကိုခိတ္တခဏသတင်းသုံးစီပြီးပြုစုလုပ်ကြေးပူဇော်လို့ကုသိုလ်ကောင်းမှုပြုလိုက်ရရင်ကောင်းပါပဲ။ ဒီကြံကိုသူရလိုက်ပါသည်ထို့ကြောင့်လဲအကြံစီကိုအကောင့်ထဲပို့ဖို့ရာသူအားထုတ်လိုက်ပါတော့သည်အရှင်ဖျားတို့အမောင်တို့ဟာတဖြည်းဖြည်းလွှမ်းလာပါတော့မယ်ဖျားခီးဆက်မယ်ဆိုရင်လဲပန်းနိုင်ကိုမရောက်နိုင်တဲ့ပြင်လမ်းခုလမှာဘေးဒုက္ခတွေနဲ့ကြုံတွေ့နိုင်ွယ်ရှိပါတယ်ဖျားဒီတော့တပိတော်ရဲ့ကြံငင်းဆောင်တဲ့တဲကလေးထဲမှာတင်ရတာကျိတ်ဆက်သတင်းသုံးပြီးနောက်နေ့ရောက်မှသာလူရခီးကိုကြောက်တော်မူစေချင်ပါတယ်ဖျားကောင်းလေစွာတကားကောင်းလေစွာတာဓုတာဓုတာဓု ရန်တော်တို့ထံမှခွင့်ပြုချက်ရတော့သူစိတ်အာရုံတစ်ခုလုံးပေါ်ပါလန်းဆန်းသွားလေသည်ဒီအတွက်ရဟန်းတော်သုံးဝါအားသူနာကိုရာကြံကင်းဆောင်တဲကလေးရှိရာသို့ပင့်ဆောင်လာခဲ့လေသည်တဲကလေးကသူ့တကူတော်နာခိုဖို့ရာအဖြစ်ဆောက်လုပ်ထားသည်မူကြီးကြီးကြပ်ကြပ်ရှိလာသည်ထို့ကြောင့်သူသည်အသက်အကြီးဆုံးဟုယူဆသည့်ရဟန်းတစ်ပါးအားတဲလေတွင်တည်င်းသုံးစေခဲ့သည်ကြံတစ်ပါးအားမိမိတစ်ဖက်၌ ကြံတပါအားတဲ့ဤတဖက်၌တစ်ကိုင်းတစ်ခတ်များမိုးကအဖီထိုးပြီးတရင်သုံးစီ။နောက်ကြံတပါအတွက်ကိုလည်းတစ်ခတ်များမိုး၍ကောက်ရိုးများခင်းပေးပြီးတရင်သုံးစီခဲ့၏။သုံးပါးစလုံးအစဉ်ပြေစွာတရင်သုံးနိုင်စေဖို့တူတက်စွမ်းသည်၍ကျောင်းအလူဝိဟာရဒါနသေနာတဒါနကိုဖန်တီးကြိုပန်းလှူဒန်းလိုက်ပြီးနောက်ပိဋိများကိန်းဝတ်လျက်တူတော်ဝန်ထပ်ဆောင်ရန်ကြံကင်းဧရိယာတစ်ဝိုက်သို့လှည့်ထွက်ခဲ့ပါသည်။တမိုးတောက်ပေရောမည်။ ဤတွင်သူသည်ယဟန်တော်သုံးပါးအားမျက်နာသိရင်နဲ့တူလူတို့ကိုကတ်လိုလိုက်လေသည်တဆက်ထဲဆိုသလိုပင် အာယုံစိုးအတွက်သူစဉ်းစားလိုက်သည်ယာကုတို့သူ့မှာမရှိ။အိုးယာကုလည်းမရှိ။ကြံငင်းထဲကကြံတချို့ကိုခုတ်ပိုင်းပြီးအရင်ညက်လို့ကြံရည်စုံးကတ်လို့ရောမရဘူးတဲ့လား။ဟာရတာပေါ့။နေုံဒီကြံတွေဟာငါပိုင်ပစ္စည်းမဟုတ်ဘူး။အိုးမတက်နိုင်ဘူး။ကြံငင်းရှင်ကိုအကျိုးချောင်းပြောပြပြီးငါလောက်ခါတွေကဖြတ်ခိုင်းရင်ဖြစ်နိုင်တာပဲဟာ။ကုဟာကကြုံကြိုက်တိုက်ဆိုင်လို့ငါမှစွန့်ကတ်ခွင့်ရတာ။ ုတ်ပြီဟုတ်ပြီတို့ဖြင့်ကြံငဲမှအကြံတချို့ကိုခုတ်ပိုင်းလျက်ကြံရည်များညှစ်ယူပြီးကြံရည်စုံကိုကတ်လိုလိုက်သည်ထို့ပြင်ရဟန်းတော်တို့လက်ခိနိုင် ဖုံးပေးနိုင်ကြစေရန်ကြံတချောင်းစီကိုလည်းခုတ်ပိုင်းကတ်လိုခဲ့ပြန်သည်သာဓုသာဓုသာဓုပါတကားကြောင်းလူရတဲ့အကျိုးစွန့်လူရတဲ့အကျိုးကြောင့်ဖြစ်လျာဘဝမှာ မတောက်မတမကြောက်မကြပဲချမ်းသာစည်းစိမ်ကို ခံစားရပါစေ။တေမဖေဟာဒီနောက်မှာတော့ယဟန်တော်သုံးပါးသည်သူ့အားနှုတ်ဆက်၍ကြွားသွားလေတော့သည်။ သူကလည်းကြံငင်းစက်ထီတိုင်အောင်လိုက်လံပို့ဆောင်ပေးပြီးမြစ်စွာဘုရားရှင်သတင်းသုံးစံပယ်တော်မူသည့်ဒေသရှိရာသို့လမ်းညွန်ပြရင်နေရာ၌ကြံရစ်ခဲ့လေသည်စင်စစ်ထွေရဟန်းတော်၃ပါးကအာသောကုန်ခံပြီးအရဟတ်တပူစိုက်ခဲ့ကြသည့်ယဟန္နာမထေ၃ပါးဖြစ်လေသည်ဒါကိုပညာရှင်နှုံနေသောကြံငင်းဆောင်ဖို့မသိခဲ့ခြင်းမှာစံကြယ်သည်တော့မဟုတ်ပေ ထိုညချိန်ဝဲကြံငင်းကိုပိုင်ဆိုင်သောကြံငင်းရှင်တစ်ထည်သည် ကြံငင်းတွင်ရှိ၎င်း၏ကြံငင်းခြေနေများကိုသိလို၍၎င်းပိုင်ကြံငင်းရှိရာသို့လှမ်းလာနေခဲ့သည်။ဤတွင်မျက်နှာချင်းဆိုင်လာနေသောမထေကြီးသုံးပါးနှင့်တွေ့ဆုံမိကြလေတော့သည်။အရှင်တို့လက်ထဲမှာလည်းကောင်းမွေထွားပြီးကြံတစ်ချောင်းစီကိုင်ဆောင်ထားကြပါလား။ဒီဝင်းကျင်တဲ့ဝိုက်မှာကြံငင်းဆိုလို့ကျွန်ုပ်ပိုင်ကြံငင်းပဲရှိပါရဲ့။နေပါဦးဒီကြံတွေကိုဝယ်လာကြတာလား။ ။အိုးချန်ငင်းပိုင်ရှင်ငါတို့ရဟန်းတော်တွေဆိုတာအတပြာငွေကြေးကိုကင်ဆောင်ကြရသူတွေမဟုတ်ပါ။ဒါကြောင့်ဒီချန်တွေကိုဝယ်လာခဲ့ခြင်းမဟုတ်ပါ။ဘာဝယ်တာမဟုတ်ဘူးဟုတ်စား။ဝယ်တာမဟုတ်ရင်ပိုင်ရှင်ဖြစ်တဲ့ကျွန်တော်မသိအောင်ချိုးလာခဲ့တာပေါ့။ဒါဆိုရင်အရှင်တို့ကအရိနာဒါနကံကိုဖောက်ပြက်ကျွလွန်တာပဲ။ကြံငင်းရှင်တကားငါတို့ဟာတင်ပိုင်ဆိုင်တဲ့ကြံငင်းကခိုးယူလာခဲ့ခြင်းမဟုတ်ပါ။ကြံငင်းဆောင်ကလှူဒန်းလိုက်လို့ယူလာခဲ့ကြတာပါ။ တီတို့ဖြင်းရှင်းပြောဆိုပြီးနောက်ယဟန္တာတုံမလည်းခရီးဆက်ထွက်သွားကြလေတော့ဒီဤတွင်မျက်ဆက်ပိုးဝင်စံတပင်တင်းလေသည့်အလားခံရခက်လျက်ဒေါသတွေစူဝေလောင်ပွင့်ရင်ကြံရက်ခဲ့သူကကြံခဲ့ပါရှင်ပဲဖြစ်လေသည်သူသည်သူ၏ပစ္စည်းဥစ္စာပေါ်၌တက်မှန်လွန်းသူဖြစ်လောဘရမလည်းကြီးအမျက်မန်ဆောင်မှလည်းထတ်တူထတ်များမင်းဗန္နာကိုကို့ကညာလို့ထင်နေကြံခင်းဆောင်ပဲငါမသိပဲနဲ့ငါခွင့်မပြုပဲနဲ့သူ့သဘောနဲ့သူစိတ်ကြီးဝင်တထဲမှတ်ပြီးကြံတွေလှူလိုက်တဲ့ကောင်တိကြရောပေါ့ကွာ ဒေါသအမျက်တို့ကတချောင်းချောင်းတီးတွက်လမ်းလိုက်တွေ့သောအနေတော်ဝစိမ့်တို့ကိုကောက်ယူ၍ခါတွင်ထိုးကကြံငင်းဆောင်ရှိသည့်တဲသို့ခြေလမ်းကျဲကြီးများဖြင့်လှမ်းလာခဲ့လေသည်ထိုးချင်းဝဲကြံငင်းဆောင်သည်တညာလုံးအေးပြတ်ထားသည်ဖြစ်၍တဲတွင်၌မောက်ခုံကြီးအိပ်ပျော်နေလေသည်အမကုတော့ဒင်းကသူ့ဥစ္စာတခုမှဆုံးရှုံးမသွားလို့စိတ်လွတ်ကိုလို့အိပ်နေလိုက်တာကဲဒီတော့ငါအကျိုးကိုဖျက်လို့ဖျက်စီးလုလာတာသေပြော့ ပြိုပြိုဆိုဆိုနဲ့ပင်ခါးကြ၌ထိုးထားသောဝဇိမ်းပိုင်းတို့အားလက်နှစ်ဖက်ဖြင့်စုံကန်လျက်ဥကောင်းအားဆင်ရွဆင်ရွရိုက်ချလိုက်လျာအရှိန်အဟုန်ပြင်းထန်လေသောကြောင့်ကြံကင်းဆောင်ခမားနေရာတွင်ပင်ပွဲချင်းပြီးတည်ဆုံသွားကလေးသည်ဟာဒင်းတည်သွားပြီပဲငါလက်ချက်မှမသိအောင်အိမ်ကိုအသာပြန်လစ်ပြီးမသိသလိုဟန်ဆောင်နေမှ ။ကြံငင်းရှင်တတိလဲဝစစ်ပိုင်းကိုပြစ်ချလျက်နေရမပြန်လှည့်ပြေးပါလိမ့်။တို့ရတွင်ယဟနာတို့အပေါ်မနှောကံဖြစ်၎င်းဝစီကံဖြစ်၎င်းစောကားကျွလွန်ခဲ့ခြင်းကုသိုလ်ရှင်အားတက်ဖြတ်ခဲ့ခြင်းတို့ကြောင့်မဟာပထဝီမြေကြီးခမား၎င်းပေါ်တွင်ဆက်လက်နေထိုင်ခြင်းကိုခွင့်မပြုတော့ဘဲကြံငင်းပိုင်ရှင်တတိအားအရှင်လက်လက်ဝမ်းမြူသွားခဲ့လေတော့၏။ကြံငင်းဆောင်ဤဇာပနာ ။တက်ဆိုင်သူမိသားစုသည်အသေးစိုးဖြင့်တရားရှာသောကြံခင်းဆောင်အတွက်ဝမ်းရဲပူဆွေးကငိုယိုမိတမ်းလျက်ရှိကြချင်။ထိုအချိန်ဝဲကြံခင်းဆောင်သည်ကိုယောင်ကိုဟာတောက်ပါသောနတ်ဝက်တစားတို့ကိုဝတ်ဆင်လျက်အချွေရန်နှစ်သမီးပေါင်းခြံရန်လျက်ဘုံမိမ့်မှန်ပြတတ်နေတကွာကောင်းငယ်မှနေ၍ဆွေမျိုးပေါင်းတို့အားကိုထင်ရှားပြလေသည်။ဆွေမျိုးညာတကာအပေါင်းတို့ဝမ်းထဲပူဆွေးမနေကြနဲ့ငါဟာတင်းတို့မျက်မြင်တွေ့နေရတဲ့အတိုင်းမြင့်မြတ်တဲ့ပုံကိုရောက်ရှိနေပါပြီ အဲ့ဒါဟာရဟဏာမြတ်၃ပါးကိုနေရာပေးပြီးပြုစုလုပ်ကြေးပူဇော်ခဲ့တဲ့ဝေယဝစ္စကုတုဟုံကြောင့်ပါပဲ။ဒါကြောင့်ဝေယဝစ္စကုတုတွေကိုတအားသွေးဆောင်ရွက်ကြပါ။ယရဏာ၃ပါးကိုအသက်ထဆုံးကြီးညိုလေးစားပြီးကုတုဒါနတွေကို ပြုကြပါ။ဒီတို့ပြောဆိုဆုံးမပြီးနောက်တဖြည်းဖြည်းကွယ်ပြောက်သွားလေတော့ဤ။ ဒီချိန်ဝင်ပူဆွေးကြသောညာတကာတို့မှာပူဆွေးမှုပြောင်းဝမ်းသာရောက်လျက်အသက်ထဆုံးယတနာသုံးမပေါ်ပူဇော်ကြည်ညိုရင်းကုသိုလ်ဘာဝနာမှုများအားထုတ်ကြရန်ပိုင်းဖြန့်မိကြပါတော့တည်းဒီဗီဒီယိုလေးကိုစုံထီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်